ဟယ်လိုအားလုံးပဲမင်္ဂလာပါ United Shoe ကနေကြိုဆိုပါတယ်ဆိုတော့ကွင်းလယ်နဲ့ပတ်သက်လို့တောက်လျှောက်သတင်းတွေထွက်လာအပြီးမှာ Stella နဲ့ပတ်သက်လို့ Fabrizio Romano တို့ပြီးရင်ကျွန်တော်တို့ဘယ်တော့သား Florian Platin Paro ကနေပြီးတော့ report လောက်ထားတာကျွန်တော်ရှိပါတယ်ဒါနဲ့ပတ်သက်လို့ကျွန်တော်ဆွေးနွေးကြည့်အောင်ပါဆိုတော့လော့တင်မှာကျွန်တော်ကိစ္စတစ်ခုနဲ့အပြင်းနေသွားနေရတဲ့ခီးတွေသွားနေရတဲ့ခါကျတော့ကျွန်တော်ဘယ်လိုပြောလဲ live တွေပါတယ်မသွားပြစ်သေးတာ sorry ပါဒါဆိုလည်းပဲတရင်နေတော့တနန်းနေမှာကျွန်တော်ရအောင်တင်သွားမယ်ပေါ့နော်ပထမဆုံးအနေနဲ့ German reporter တယောက်ဖြစ်တဲ့ Florian Blattenberg ကပြောထားလဲဆိုတော့ Manchester United အနေနဲ့ပေါ့နော်လက်ရှိကွင်းလင်ကစားမဖြစ်တဲ့ Stella ကိုအနီးကစောင့်ကြည့်နေစေဖြစ်ပြီးတော့ကစားမဖြစ်သူကိုတကယ်လိုချင်နေတယ်ကစားမရဲ့ဘက်ကလည်း DR ဒီပြီးပြီဆိုတာနဲ့လာမယ့်ညရာဒီအပြောင်းအရွှေ့မှာ လက်ရှိပေါ်တော့စတုဂတ်ကနေပြီးတော့ဗောနော်ပြောင်းရွှေ့ဖို့အတွက်သူစဉ်းစားနေတယ်ဗောနော်ပြောင်းရွှေ့ခြင်းနဲ့စိတ်ရှိတယ်ဗောလေဒါအပြင်စတုဂတ်ရဲ့ဘက်ကလည်းကစားမဖြစ်သူနဲ့ပတ်တယ်လို့စာချုပ်ပါယူခြင်းမဟုတ်ဘူးဆိုရင်တောင်မှရိုတန်း90လောက်ထိရနိုင်မယ်ဆိုရင်သူတို့အနေနဲ့လက်လွတ်သွားဖို့ရှိတယ်ဗောနော်ဆိုတော့အခုလက်ရှိ Fabrizio ကလည်းပဲကျွန်တော်အနေနဲ့ဟိုသူ့ရဲ့ YouTube မှာ Stella နဲ့ Manchester United နဲ့ကြာပြောထားတာက ်အန်ဂျလုစတေလာဟာမန်ချက်စတာယူနိုက်တက်တာဝန်ရှိသူတွေရဲ့ဂျားထဲမှာဆိုလို့ရှိရင်အင်မတန်ကိုအတိမပြုခြင်းခံထားရတဲ့ကွင်လင်ကစားမတစ်ယောက်ကျွန်တော်ဖြစ်တယ်ဗောနော်ကလပ်အသင်းရဲ့ဘက်ကတော့ကစားမဖြစ်သူနဲ့ပတ်သက်လို့ပြီးခဲ့တဲ့ရက်ပိုင်းပြီးခဲ့တဲ့ကာလတွေမှာဆိုလို့ရှိရင်အနီးကပ်ဆောင်ကြည့်မှုတွေရှိထားတယ်လို့လာမဲလာမဲလာတွေလာမဲအပတ်တီမှာဆိုလို့ရှိရင်လည်းပဲယူနိုက်တက်ကဆက်ပြီးတော့ဆောင်ကြည့်သွားဖို့ရှိတယ်ဆိုပြီးတော့ကျွန်တော်ဒါပြောထားတယ်ဆိုတော့ကျွန်တော်မန်ချက်စတာယူနိုက်တက်မှာဂျာမန်ကစားသမားတွေမြင်ကျင်တာ နောက်ထပ်ထပ်ပြီးတော့မြန်ညီရတော့မလားဗောလေဘာလို့လဲဆိုတော့စတေလာဟာကျွန်တော်တို့အသင်းရဲ့ကွင်းလေကိုအများကြီးတိုးတက်အောင်လှုပ်ပြပေးနိုင်မဲ့ကစားသမားလို့ကျွန်တော်တို့ထင်တယ်အဲဒီလိုပြောရတာကလည်းဒီလိုတခြားကြောင့်တော့ကျွန်တော်မဟုတ်ဘူးပေါ့နော်စတေလာဟာလက်ရှိကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်အသင်းရဲ့ကွင်းလေလိုအပ်ချက်ကိုကောင်းကောင်းအားဖြည့်ပေးနိုင်လိမ့်မယ်လို့ကျွန်တော်ထင်တယ်ကျွန်တော်တို့ကကွင်းလေကစားမတွေခေါ်ဖို့ကြိုးပမ်းနေတဲ့နေရာမှာပရီးမီးယားလိကစားမတွေရှိတယ်ပေါ့တကယ်လည်းပဲအရေးချင်းရှိတဲ့ကစားမတွေပါသို့တော်လည်းပဲ တန်ကြီးကတော်တော်ကိုမသေးဘူးလာမယ့်နွေရာသီအပြောင်းရွှေ့မှာဆိုလို့ရှိရင်လည်းအတင်းကတကယ်တကယ်ကစားမားတွေခွန်မယ်ဆိုရင်ဝင်းဘက်စ်တွေခေါ်ရမယ်ကိုင်းလင်မှာကျွန်တော်ထွက်သွားမယ့်နေရာတွေမှာပြန်အစားထိုးရမယ့်သူတွေရှိလာရင်တန်ကြီးကြီးတွေကျွန်တော်ပြန်ခေါ်ရမယ်ဆန်နဘက်တွေမှာလည်းအပြောင်းလဲဖြစ်ကောင်းဖြစ်နိုင်မယ်ဒါမှမဟုတ်ကိုကျွန်တော်ကြည့်ရင်အတင်းမှာလာမယ့်ຫນွေအတွက် investment လုပ်ရမယ့်ပမာဏကစားမအားဖြစ်ရမယ့်နေရာတွေကများတဲ့အခါကျတော့ ဟိုကစားသမားတိုင်းနေရာတိုင်းကိုတော့တန်းစေချီရာချီအသုံးပြုနေမှာတော့ကျွန်တော်မဟုတ်ဘူး။ထားပါတော့ကွင်းလင်နှစ်ယောက်လိုချင်နေဆိုရင်နှစ်ယောက်စလုံးကိုတန်း80တန်ကြီးရှိတဲ့ကစားမနှစ်ယောက်ဝယ်လိုက်မယ်ဟိလို့ဘာလို့ဖြစ်ချင်မှဖြစ်တော့မှာ။အဲ့ဒီတော့ quality လည်းရှိမယ်။တန်ကြီးလေးအများကြီးမရှိနိုင်ဘူးဆိုတော့ stellar လို့လို့ကစားမတွေကအတင်းတော့တကယ်အစင်ပြေတဲ့ပြည့်မှတ်တွေဖြစ်လာနိုင်တယ်။ကောင်းတာတကူကတော့လောလောဆယ်မှာသူကတော့ဒီယာဒီမှာသူ stuck ကမှာပဲဆက်ပြီးတော့ရှိမနေဦးမှာပဲ။ ဂျာမနီလည်းရွေးစဉ်တင်အတွက်ကစားဖို့ဆိုလို့ရှိရင်စတုတ်ဂတ်မှာသူဆက်ပြီးတော့နေမှရမယ်တကယ်လည်းပဲနာဂယ်စမန်ကအဲ့ဒီမှာဆက်ပြီးတော့နေရင်ဒီကစားမချီသွမ်းပြနေတာကိုသူမြင်ချင်တာကိုလည်းရွေးစဉ်အတင်အတွက်ကတကယ်လို့မြန်မန်ချက်စတာယူနိုက်တက်ကိုပြောင်းလာမယ်ဆိုရင်ကျွန်တော်ကမတူညီတဲ့ system ကြီးနဲ့ကစားတယ်ပြန်ကွင်းလေမှာလည်းသူ့ကို focus ထားပြီးတော့ကစားမှမဟုတ်တဲ့အတွက်သူ့ရဲ့ performance အလောက်ကြီးမြင်ကြမှမြင်ရမှာเนาะချင်းချင်းပြောင်းလာရင်ပြောတာပါအဲ့လိုမျိုးဆိုလို့ရှိရင်တော့ကစားမှအတွက်ကအဆင်မပြေဘူးအဲ့ဒီတော့ကဘာဖလားကန်ပြီးတဲ့အထိသူ့စတုတ်ဂတ်မှာဆက်နေ နွေရာသီအပြောင်းရွှေ့ကြရင်တော့ Manchester United ကိုပြောင်းလာဒါမျိုးပဲဖြစ်မှာပဲဒါမြင့်နောက်တစ်ခုရှိတာကကျွန်တော်တို့ကအကွင်းလေအစားထူဘူးနဲ့ပတ်သက်ရင်အဲဇန်နဝါရီမှာတက်နိုင်တယ်မြဒီအားဖြည့်မှုဂျူးပန်းမှာကျွန်တော်ရမှာနွေရာသီတိကျွန်တော်စောင့်နေလို့ကျွန်တော်မရဘူးနွေရာသီတိအတင်းဟာစောင့်နေလို့ကျွန်တော်မရဘူးဇန်နဝါရီမှာတက်နိုင်တယ်မြဂျူးပန်းမှာကျွန်တော်မနေ့ကဗီဒီယိုဒီထဲမှာပြောခဲ့သလိုပဲကျွန်တော်တို့ကဇန်နဝါရီတိစောင့်ဖို့အတွက်ကျွန်တော်တို့မှာအချိန်မရှိဘူး အချိန်မရှိဘူးဘာလို့လဲဆိုတော့ညရာသီတိဆောင်ဖို့တော့အချိန်မရှိဘူးကျွန်တော်တို့ကွင်းလေလိုအပ်ချက်ကအခုအခုရှင်ဖြစ်နေတာကွင်းလေလိုအပ်ချက်ကြီးမားနေတာကအခုအဲ့ဒီတော့ကွင်းလေကိုတက်နေမြမြန်မြန်အစားထိုးနိုင်ရင်ကောင်းနေပြီဆိုတော့ဒီထဲမှာလည်းကွင်းလေနဲ့ပတ်သက်လို့ရှိရင်တည်င်းတွေကလည်းပေါ့နော်ကွင်းလေစာမားတွေအများကြီးနဲ့တည်င်းတွေထွက်လာကြပြီညီကလို့ရောဘယ်လိုမြင်ကြလဲ စတေလာတို့ဘာလို့ကိုယူနိုက်တက်ကအမှန်ကန်ခိုးဖို့ကြိုးပမ်းနေတယ်လို့ထင်ကြလားဒါမှမဟုတ်ပရီးမီးယားလိမှာခြေသွမ်းပြနေပါတယ်ဆိုတော့အီလီယိုအန်ဒါဆန်တို့အဒမ်ဝါတမ်တို့ကာလော့စ်ဘာလေးဘာတို့ဒီကစားမတွေကိုပဲပတ်ပြီးတော့ခေါ်သင့်နေထင်ကြလားဆွနေကြပါအောင်အလုံးကိုကြည့်ပြီးအားကြပါမယ်